ကျွန်တော်25ခုနှစ်မတ်လ31ရက်နေ့ဒီနေ့ဟာ2025ခုနှစ်၃ခုမြောက်လဖြစ်သောမတ်လကိုလက်ပြနှုတ်ဆက်ပြီး မကြာမီမဟာသင်္ကြန်ကာလဖြတ်သန်းရမယ်အေပီလကို ရောက်ရှိတော်မှာဖြစ်ပါတယ်ဒီစီစဉ်ကိုစောင့်မျှော်ကြည့်ရှုနေကြတဲ့ခုနှစ်သားမီးများအားလုံးအေပီလကာလအတွင်းထဲမှာငွေဝင်လက်ရှင်ဖို့လို့အတွက်ဒီနေ့နာနေ့မနေ့ကိုရောက်တိုင်းရောက်တိုင်း မိမိပူဇော်ရာမြတ်စွာဘုရားရှင်ကိုရေတပ်ပဲခြင်းကုသိုလ်ပြု၍ငွေကြေးလက်လာပါခေါင်းကျိုးချမ်းသာရဖို့ဆုတောင်းမင်္ဂလာပြုပါထို့သူတင်းတာနေတိုင်းတင်းတာနေတိုင်းမြတ်စွာဘုရားရှင်ကိုငါးကြော်သို့မဟုတ်ငါးမုံကြော်နဲ့စွန်းတော်ကတ်လူသောကုသိုလ်ပြုပါလို့ငွေဝင်ရတရာကောင်းကို ကြွတင်၍လမ်းညွန်စကားပါလိုက်ပါလေခမညာဒီနေ့အတွက်ခொနေသားမီးအားလုံးတို့ရဲ့တဲတော်ကံကြမ္မာနမိတ်ဖတ်ကြရမယ်ဆိုရင်လည်းတဲတော်နမိတ်အရနံပါတ်5 ဖုန်ကြီးဆိုတဲ့သင်္ကေတနမိတ်ကြောင့်ဒီနေ့ဟာပြောတိုင်းအောင်ဆိုတိုင်းဖြင့်ဖုံးကန်ကြီးမဲ့နေဖြစ်ပါတယ်အလောက်ကန်ခွင့်ရေးကိစ္စတွေပေါ်မယ်အခက်အခဲတွေကနေလွတ်သွားမယ်ကောင်းတဲ့ကံတရားကမျက်နှာသာပေးတဲ့နေ့ဖြစ်ပါတယ်ဒီလိုနေ့မျိုးမှာကံတရားကအထူးအထောက်အပံ့ပေးဖို့လိုတော့ကတော့နိစ္စတဲ့ယဟန်တန်ကဆွမ်းကန်ကြွတဲ့ကိုရင်ဥစဉ်တဘာဘာကိုတကြားတုပ်လေးတစ်ထုပ်လှူဒန်းနိုင်ခြင်းအပြင်အထူးအခွင့်အရေးကောင်းတွေရပါလိမ့်မယ် ဒီနေ့မှာမိရှုတန်စင်ပွားမြင်တဲ့ရင်သွေးရတနာကြီးတွက်ကတော့မာဘုဗေနေနိယဒင်းနာနေဘွားတိုက်ဖွားဇာတာရှင်များဖြစ်ကြပါလေခင်ဗျာတိုက်ဖွားလို့ရတဲ့သဘောသဘောအတိုင်းကြီးပွားချမ်းသာအောင်မြင်ကြမယ်တရေတကြွယ်လောင်းများဖြစ်ကြအောင်မင်္ဂလာဟောကိန်းထုတ်လိုက်ရပါလေဗျာဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်များအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရတရားလမ်းညွှန်ရမယ်ဆိုရင်တော့ဒီလိုနေ့မျိုးမှာ ုန်းကြီးเจ้าကိုဆွံ့ညံ့ပို့ခြင်းဖုန်းကြီးเจ้าမှာအမိုက်တန်းချင်းလှုပ်ခြင်းကုတီဆေးခြင်းတို့နဲ့တူရဟန်းတန်ဃာတို့ရဲ့သင်္ကန်းကိုလျှော့ဖို့ခြင်းเจ้าကိုတန်းချင်းပြုခြင်းတို့ကိုဆောင်ရွက်ခြင်းအပြင်ဒီနေ့တားလုံးကန်စတာအညင်အနွမ်းတို့ပြတ်လို့ကံသိကံပွင့်လို့ကိုလိုရာဆန္ဒမှန်သမျှပြည်ပါလိမ့်မယ်ခင်ဗျာဒီနေ့တည်းအကျိုးပေးစိုးမိုးကနန်းကတော့တစ်ကနန်း၃ကနန်းဖြစ်ပြီးတော့မိတ်ဆွေတို့အတွက်ငွေထူးဝင်ဖို့အတွက်ကတော့ပတ်စာရင်းထဲကို အပြာရောင်စက်ကူလေးကိုအနှဲငယ်ဖြဲပြီးထည့်ထားလိုက်ခြင်းအပြင်ဝင်ဝင်မှုလမ်းပွင့်လာပါလိမ့်မယ်ခင်ဗျာဆွေမျိုးမိတ်ဆွေတွေမှာအမှုအခင်းကြုံနေတဲ့သူရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုတင်မော်ဒီအစိမ့်မှရေးပြီးရေစည်းကိုမျှောပလိုက်ခြင်းအပြင်အမှုအခင်းကြုံနေတဲ့သူရဲ့ကံစိုးကံညာလွတ်ဖို့အခွင့်အရေးတွေပေါ်လာပါလိမ့်မယ်။ကျမ်းမာရေးညံ့နေတဲ့သူဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ဒီလိုနည်းမျိုးမှာကျမ်းမာရေးညံ့တဲ့သူအတွက်ဓာတ်စာအဖြစ်နဲ့ တင်မောသည်မဲ့လေးအနေငယ်စပြီးကျမ်းမာဖို့ဆူတောင်းခြင်းအပြင်ဆေးကောင်းဝါကောင်းဆရာကောင်းတမကောင်းတွေ့ပါလိမ့်မယ်အခြေကိစ္စမြစ်တိုင်းကိစ္စအိမ်တော်ကြီးကိစ္စတွေတော့တာယာပျော်ရွှင်ပွဲကိန်းကနန်းတွေလွှမ်းခြုံနေတဲ့နေ့တစ်နေ့ဖြစ်ပါတယ်အခြေမြစ်တိုင်းအိမ်တော်ကြီးအဆင်ပြေဖို့လို့အတွက်ကတော့မိမိချစ်သူကိုအဝတ်အထည်အသုံးဆောင်အဝါရောင်ပိုင်တဲ့ပစ္စည်းလေးတစ်ခုလက်ဆောင်ပေးလိုက်ခြင်းအပြင်အခြေမြစ်တိုင်းအိမ်တော်ကြီးတွေမှာ အေးချမ်းတာယာပျော်ရွှင်ရပါလိမ့်မယ်ခင်ဗျာ